Toyota က EV မှာယင်းနှမြုံနေရမယ့်အစားအနာဂတ်မှာပိုအဆင်ပြေမယ့်ဒီအင်ဂျင်အသစ်ကိုချိန်ပြီးတည်ထွင်နေခဲ့ပါတယ်။ကားထုတ်လို့ရလောကဟာလျှက်စစ်က EV တွေရဲ့လွမ်းမမှုအောက်မှာအပြောင်းအလဲတွေအများကြီးဖြစ်ပေါ်နေပါတယ်။ကားကုမ္ပဏီကြီးတွေအလုံးလုံးလောကသူတို့ရဲ့အနာဂတ်ရည်မှန်းချက်ကိုလျှက်စစ်ကားရေစီ OTP ယင်းနှမြုံနေနေကြတာပါ။ဒါမှမဟုတ်ဒီလိုခေတ်ရည်စီအကြောင်းကြီးကြတဲ့မှာ Toyota ကတော့သူတို့ရဲ့ကိုပိုင်လမ်းကြောင်းကိုရေးဖို့ရွေးချယ်ခဲ့ပါတယ်။ရစကားရီဟာအနာဂတ်အတွက်ရေရှည်တည်တံ့တဲ့တစ်ခုတည်းသောဖြေရှင်းချက်မဟုတ်ဘူးလို့ Toyota Engineer တွေကယုံကြည်ခဲ့ကြလို့ပါပဲ။ Ford Forward ကိုလည်းမာစီတီလိုကားကုမ္ပဏီကြီးတွေကလောင်စာစီသုံးကားတွေကိုပဲရှာပြီး EV တွေစီလောဝကူပြောင်းမယ်လို့ခရီးတွေ special ပေးနေချိန်မှာတိုယိုတာကတော့မလောပါနဲ့ဟုတ်ကဘာကြီးကအပြောင်းလဲအတွက်အစင်းသိမ့်မဖြစ်သေးဘူးလို့ပြောနေတယ်လို့ပါပဲ။နောက်ပြီးလောလောဆယ်အတင်းချက်ကူပြောင်းဖို့စူးစမ်းရင်ကောင်းကျိုးထက်စိုးကျိုးတွေပိုဖြစ်လာနိုင်တယ်လို့တိုယိုတာကသုံးသပ်ထားတာပါ။ ကားဘောကမှာဒိုတိုင်းနာမည်ကိုမသိရသူမရှိပါဘူး။ဒိုရောအပြောင်းလဲကိုမကြောက်တဲ့ကုမ္ပဏီဖြစ်နာမည်ကြီးပါတယ်။ထရန်ကိုက99ခုနှစ်မှာ hybrid car Prius ကိုမိတ်ဆက်ခဲ့တော့က hybrid ဆိုတာအင်မတန်ထူးဆန်းပြီးလက်တွေ့ကြပါမလားလို့မေးခွန်းထုတ်เสียဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ Toyota က Datsun engine နဲ့လျှက်စစ်မော်တာကိုပေါင်းစပ်တာဟာအလုပ်ဖြစ်ပြီးတစ်ယောက်ကြောင်းတက်တည်ပြခဲ့တာပါ။ Prius ကခေတ်သစ် hybrid car တွေအတွက်လမ်းစာဖော်ပေးခဲ့ပြီးလျှက်စစ်ကားတွေလူကြိုက်မများခင်ကတည်းကစွမ်းအင်တန်ရှင်းဘက်မှာနာမည်ကောင်းတွေရခဲ့ပါတယ်။ Toyota က hybrid နည်းပညာကိုဦးဆောင်ခဲ့ပေမယ့်လက်စက်ကားတွေကိုအလုံးကြီးနဲ့ထုတ်ဖို့ကိစ္စမှာတော့နှေးကွေးနေကြတာပါဒီအချိန်မှာ Tesla, Rivian နဲ့ Lucid တို့က EV လောကကိုအင်အားကောင်းကောင်းရင်းနှီးမြှောင်းနှံခဲ့ကြပြီးခေါင်းစည်းတရနေမှာနေရာယူနေကြတာပါဒီအချိန်မှာ Toyota ကတော့ hybrid နည်းပညာကိုပဲဆက်ပြီးတိုးတက်အောင်ကြိုးစားနေကြပါတယ်နောက်ထပ်သူတို့ကြိတ်လုံးနေတာကတော့ hydrogen လို့တခြားလောင်စာအရင်းမြစ်တွေမှာရင်းနှီးမြှောင်းနှံခဲ့တာပါပဲ ဒါပေမဲ့ EV ကားရဲ့လာလာကအချိန်မင်းမြန်သွားနေတာဖြစ်လို့ Toyota ရဲ့ခြေလမ်းကနှေးနေလားဆိုပြီးထင်စရာရှိပါတယ်။တကယ်တော့သူတို့ကနှေးနေတာတော့မဟုတ်ပါဘူး။ဖြစ်နိုင်ခြေတွေကိုလက်တွေ့ကျကျစဉ်းစားသုံးသပ်နေခဲ့လို့ပါပဲ။အနာဂတ်မှာ EV ကားတွေကိုပဲလုံးလုံးလည်းလည်းမိကိုလိုက်ရင်ပြဿနာတွေရှိလာနိုင်တယ်လို့ Toyota ကယုံကြည်နေကြတာဖြစ်ပါတယ်။အဲဒါကြောင့်2022ခုနှစ်မှာကျင်းပခဲ့တဲ့ COP26 ရာသီဥတုသဘောတူညီချက်ကို Toyota ကလက်မှတ်ထိုးဖို့ငြင်းဆန်ခဲ့ပါသေးတယ်။ဒီလိုငြင်းလိုက်တာကသူတို့ရဲ့ရည်ရွယ်ချက်ကိုပိုပြီးမြင်လာရတာပါ။ ဒီသဘောတူညီချက်ကိုလက်မှတ်ထိုးလိုက်ရင်တို့ရဲ့ရှေ့ဆက်ရမယ့်လုပ်ငန်းစဉ်တွေနဲ့မကိုက်ပဲဖြစ်သွားမှာကြောက်ပါပဲဒီသဘောတူညီချက်က2040ရောက်ရင်လောင်သာစီသုံးကားတွေရောင်းချတာရပ်တန့်မှုဖြစ်ပါတယ်ဒါပေမဲ့ကဘာကြီးကတလောက်ကြီးမားတဲ့အပြောင်းအလဲအတွက်အဆင်သင့်မဖြစ်သေးဘူးလို့ပြောပြီးထိုတောင်ငင်းနေတာပါဒီဆုံးမဲ့ချက်ချင်းဝေဖန်မှုတွေတော့ခံလိုက်ရပါသေးတယ်ဒေါ်တာကခင်းနောက်ကြတယ်ဒေါ်တာမှုနှေးကွေးတယ်ဆိုတဲ့ဝေဖန်မှုတွေခံလိုက်ရတာပါရှင်းစွမ်းဤပညာကိုတော်လန်ပြီး hybrid ဤပညာကိုဦးဆောင်လမ်းပြခဲ့တဲ့ကုမ္ပဏီကြီးက ဤဝိဒါမှာဘာလို့စန့်ကျင်နေရတာလဲဆိုပြီးလဲမိကုံထုတ်ခံခဲ့ရပါတယ်။ဆရာကြီးကဒါလေးလို့ပို့ကြောင်းနေပြီလားဆိုတဲ့အထားမျိုးမိကုံနေပါပဲ။ဒါပေမဲ့ထိုတောင်တော့ EV တွေပေါ်ရာနှုန်းပြီမီကိုလိုက်ရင်ပြဿနာကြုံရမယ်ဆိုတဲ့အယူအဆကိုပဲခံခံမမဆွဲကင်ထားခဲ့တာပါ။တကယ်တော့မလဲကယ်လီဖိုးနီးယား၊ဥရောပတမကကနေဒါနဲ့ဩစတြေးလျတို့လိုနိုင်ငံတွေက2035ခုနှစ်ရောက်ရင်ဒက်စီကားတွေရောင်းချတာကိုပိတ်ပင်ဖို့ဥပဒေတွေပြဋ္ဌာန်းနေပါတယ်။ပြောရရင် EV တွေကို promote လုပ်ချင်တာကြောင့်ပါ။ ဒီပြည်ကတဘာပဝင်ရင်ထိန်းသိမ်းဆိုင်ရာကိစ္စတွေမှာလည်းမဲကောင်းရှိနေပါတယ်။အဲဒါကြောင့်အစိုးရတွေကလည်းအားပေးနေကြတာပါ။အစိုးရတွေအားပေးတဲ့အတွက်ယင်းနေမျိုးတွေသူတွေရပြီးဒုဗတာအရှိန်အဟုန်နဲ့လဲပတ်နိုင်တာဖြစ်ပါတယ်။ဒါမဲ့နေရာတိုင်းမှာတော့ EV တွေအတွက်အစဉ်ပြင်မဲ့အခြေခံအဆောက်အအုံတွေမရှိသေးပါဘူး။ အာဒန်စကန်တွေဒီနေနဲ့လျှက်စစ်တအားကွန်ရက်တွေမပြည့်စုံသေးတာပါထိုတားရဲ့ကားတွေကိုတုံးဆွဲတဲ့နိုင်ငံတွေက200ကျော်ရှိပါတယ်တချို့နိုင်ငံတွေကဖွံ့ဖြိုးဆဲနိုင်ငံတွေဖွံ့ဖြိုးဆဲကနေတိုင်ပတ်ပြီးနောက်ပြန်ဆုတ်သွားတဲ့နိုင်ငံတွေတောင်ရှိနေတာပါထိုတားက EV ပေါ်အပြေအဝရင်းနှီးမြှုပ်နှံလိုက်ပြီဆိုရင်ကမ္ဘာနဲ့ဖြန့်ထားနိုင်တဲ့သူစည်းကွက်ကြီးကိုဖိထုတ်ရမှာဖြစ်ပါတယ်ဒါမျိုးကတော့သူတို့လည်းအဖြစ်မခံပါဘူး EV တွေကောင်းတဲ့ချက်လည်းရှိပါတယ်။ရာသီဥတုပြောင်းလဲမှုကိုတိုက်ဖြတ်ဖို့၊လေထုညင်ညင်းမှုကိုလျှော့ချဖို့ဆိုတဲ့ကောင်းစဉ်တွေနဲ့ EV တွေကနာမည်ကောင်းရလာတာပါ။ဒါပေမဲ့တစ်ဖက်မှာလည်း EV တွေရဲ့အားနည်းချက်တွေတသိအကြီးရှိနေကြတာဖြစ်ပါတယ်။ အဓိကချက်ကတော့လျှက်စစ်တအားမလုံလောက်မှုဖြစ်နေတာပါလက်ရှိချိန်မှာကမ္ဘာတွင်းမှာရှိတဲ့ကားတွေရဲ့တရာဂိုင်နှုန်းလောက်ကပဲ EV ကားတွေဖြစ်ပါတယ်ဒီရေထွက်ကားတွေ10ရာဂိုင်နှုန်း20ရာဂိုင်နှုန်းနဲ့50ရာဂိုင်နှုန်းစသဖြင့်တိုးလာလေလေလျှက်စစ်တအားလိုအပ်ချက်တွေကမြင့်လာလေလေဖြစ်သွားမှာပါထိုတိုင်းခံမှန်းချက်ရဆိုရင် EV တွေအများဆုံးဖြစ်လာတဲ့အခါရက်စတာသုံးဆွဲမှုဟာတဟုန်တို့မြင့်ထလာနိုင်ပါတယ်။ဥပမာအမေရိကန်ပြည်ထောင်စုမှာ2030ခုနှစ်မှာလက်ရှိထက်40ရာခိုင်နှုန်းပိုပြီးရက်စတာထုတ်လွှင့်နိုင်ဖို့လိုအပ်နေတာပါ။ဒါဆယ်စုနှစ်တခုအတွင်းဒါအပိစက်ရုံဒါစင်နဲ့ချီစောက်ရတာနဲ့အတူတူပါပဲ။ နောက်ပြီးကမ္ဘာတွင်းကဒါဟာပေးစနစ်အများစုအားရုံးခံနေရဆဲဖြစ်ပါတယ်။ကယ်လီဖိုးနီးယားလိုနေရာမြို့မှာတော့နေရာဒီတိုင်းမကြာခဏမီးပြတ်တောက်မှုတွေဖြစ်တတ်ပြီးဥရောပမှာလည်းယူကရိန်းစစ်ပွဲအကြောင်းဒဏ်ငွေပြတ်လတ်မှုတွေကြုံတွေ့ရရတာပါ။အေးဝေသားမများစွာကိုလက်ရှိစနစ်တဲ့ထဲလိုက်မယ်ဆိုရင်တော့ကြီးမားတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ပြီးတော့အဘလျာစစ်တာအများစုအားကြောင်မီသွေးတဘာဝတန်ငွေနဲ့ရေနဲ့စားတဲ့ကြောက်ပြေရုပ်ကျွင်းလောင်စာတွေကလည်းရရှိနေတာပါ။ဒါကြောင့် EV တွေကဓာတ်ဆီမလို့ပြီးမြေသူတို့ကိုအားသွေးမှုတုံးတဲ့လျှက်စစ်တာအားကတန်ရှင်းတယ်လို့ပြောဖို့ခက်ပါတယ်။ နောက်တစ်ချက်ကတော့ဘက်ထရီနဲ့ဆိုင်ပါတယ်တိတိကျကျပြောရရင်တော့ဘက်ထရီနဲ့ပတ်ဝန်းကျင်ဆိုင်ရာတန်ရောက်မှုပါပဲ EV battery တွေရဲ့အဓိက PC ကလေသီယံဖြစ်ပါတယ်။ EV battery တွေအများကြီးပြုလုပ်ရရင်လေသီယံတွေလည်းအများကြီးလွတ်လာမှာပါ။ပြဿနာကလေသီယံတွေအလုံးလောက်မရှိတာပါပဲ။အဲဒါကြောင့်လေသီယံရောက်ဖို့တူရဖော်ရအောင်ပါပါ။ဒီလုပ်ငန်းတွေကရေတွေအများကြီးကုန်ပါတယ်။နောက်ပြီး data ring ခရစနစ်ကိုဖျက်ဆီးပြီးညဉ့်ဉန်းမှုတွေကိုလည်းဖြစ်စေအောင်ပါပါ။တချို့နေရာတွေမှာလေသီယံတူးဖော်မှုကြောင့်ရေတန်းပြက်လက်တာတွေကဥပမာပါပဲ။နောက်ပြီး battery တွေမှာလေသီယံပြင်နီကယ်ကော်ဘွန်နဲ့မက်ဂနက်စ်တွေလည်းသုံးရပါတယ်။ ီကုန်ကြမ်းများစုကိုကလေးလောက်သားတွေသုံးပြီးအန်ဒရွိုက်များတွေလုပ်ငန်းခွင်ခြေနေတွေမှာဒူးဖော်နေကြတာပါဒါကြောင့် EV တွေကကားရဲ့အိမ်စောဘက်ကနေညဉ့်ညမ်းမှုမထုတ်ပေမဲ့သူတို့ရဲ့ဘက်ထရီတွေကတခြားပဝန်းကျင်ဆိုင်ရာတက်ရောက်မှုတွေတော့ရှိနေပါပြီဒါအပြင်ပြင်းပြင်းရှင်းတဲ့ကနေ15နှစ်တက်တန်းရှိတဲ့ဘက်ထရီတွေတက်တန်းကုန်သွားတဲ့အခါဘယ်လိုရီဆိုင်ကယ်လုပ်ရမလဲဆိုတဲ့အခိုင်အမာတဲ့အစီအစဉ်တွေကလည်းမရှိနေသေးပါဘူး နောက်တစ်ခုကကုန်ကြစရိတ်ပါပဲရက်စကားတွေဟာဓာတ်စီကားတွေတက်ဈေးဖို့ကြီးပါတယ်အမေရိကန်မှာ EV တစီရဲ့ပြောင်းပြောင်းဈေးတုန်းကဒေါ်လာ5000ကျော်ရှိပြီးဓာတ်စီကားတစီကဒေါ်လာ3500ဝန်းကျင်ပါဘက်ထရီကကားရဲ့ဈေးကြီးဆုံးအစိပ်ပိုင်းဖြစ်တာကြောင့်လေတီးယံနဲ့တခြားပစ္စည်းတွေရှားပါးနေတဲ့အခါမှာဈေးတုန်းတွေကအတက်ပတ်ကိုပဲဥတည်နေမှာပါအစိုးရတွေကအခွန်တက်တာခွင့်တွေပေးနေပေမဲ့ဒီလိုထောက်ပံ့တွေမရှိတော့တဲ့အခါမှာ EV တွေကိုဝယ်နိုင်မဲ့သူတွေနှဲပါလာပါလိမ့်မယ် နောက်တစ်ခုကတော့အာသွင်းခြင်းဆိုင်ရာအခက်အခဲတွေပါပဲ။ရက်စက်ကားတွေအာသွင်းတာကဓာတ်ဆီဖိတာလိုလွယ်ကူမြန်ဆန်ခြင်းမရှိပါဘူး။ပုံမှန်အင်းသွင်းအာသွင်းစနစ်နဲ့ဆိုရှင်းနိုင်ကနေ40နာရီထိကြာနိုင်ပါတယ်။အမြင်အာသွင်းစကန်တွေကဈေးကြည့်ပြီးနေရာတိုင်းမှာမရရှိနိုင်ပါဘူး။အိမ်မှာအာသွင်းမှုနေရာမရှိတဲ့သူတွေအတွက်ဆိုရင်ပိုပြီးခက်ခဲနိုင်ပါတယ်။နောက်ပြီးအာသွင်းစကန်တွေကလည်းနေရာတိုင်းမှာမရှိနေသေးပါဘူး။ ထို့ဒါကအဲ့ရတွေကြောင့် EV မှာယင်းနှိမ့်မြန်ဖို့မယုံကြည်ခဲ့တာပါ။နောက်ပြီးသူတို့ယုံကြည်ရာ hydrogen သုံးလောင်ကျွမ်းအင်ဂျင်နည်းပညာကလည်းရှိနေလို့ပါပဲ။ဒီနည်းပညာကလျှက်စစ်ကားတွေလုံးဝမလိုအပ်အောင်လုပ်ပေးနိုင်တယ်လို့ထိုတာကယုံကြည်နေပါတယ်။အဲ့ဒါကြောင့်လည်းထိုတာဟာ hydrogen လောင်စာသုံးကားတွေဖြစ်တဲ့ Corolla Cross H2 Comsan နဲ့ GR Aris 2ရဲ့နမူနာတွေကိုထုတ်လုပ်ခဲ့ပါတယ်။ ဒီကားရီယာ Toyota ရဲ့ရှင်းရင်းဆွဲဓာတ်ဆီအင်ဂျင်တွေကိုပြုပြင်ထားတာဖြစ်ပြီး compressed hydrogen ကိုသုံးပြီးမောင်းနေပါတယ်။ Hydrogen ကဓာတ်ဆီနဲ့မတူပဲမြန်မြန်ပိုလောင်ကျွမ်းပြီးကာဗွန်ထုတ်လွှတ်မှုလည်းနည်းပါပါတယ်။လောက်သာပြတာကတော့ဓာတ်ဆီကားတွေလိုပါပဲ။ EV တွေနဲ့မတူတာက hydrogen ကားတွေဟာအရန်ဖူအရန်အီးတဲ့အခြေအနေတွေမှာပါစွမ်းဆောင်ရည်မကြပါဘူး။မောင်းနေမှု battery တွေမလိုအပ်တာကြောင့်လက်စစ်ကားတွေထက်လည်းပေါ်ပါပြီးစွမ်းရည်သုံးစွဲမှုပိုသက်တာပါတယ်။ကာဗွန်နဲ့ကရိုးရာအင်ဂျင်ရဲ့ခံစားမှုအတန်နဲ့စွမ်းဆောင်ရည်ကိုနှိမ့်သက်သူတွေအတွက် hydrogen ကားတွေကပိုသင့်တော်ပါတယ်။ ဒီလိုပြောလို့ hydrogen ကားတွေကရောပြည့်စုံနေပြီလားဆိုတော့မဟုတ်ပါဘူး။အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာနေတာကတော့အခြေခံအဆောက်အအုံလိုအပ်ချက်ပါပဲ။အမေရိကန်မှာတော့ hydrogen ဖြည့်တဲ့စကန်တွေအလုံးလောက်မရှိနေသေးပါဘူး။ကယ်လီဖိုးနီးယားမှာတော့တခြားနေရာတွေထက်ပိုများပါတယ်။ ဟိုက်ဒရိုဂျင်အဖြစ်စကန်တစ်ခုတည်ဆောက်ရတာက ABR သွင်းစကန်တွေထပ်ပိုရှုပ်ထွေးပြီးကုန်ကျစရိတ်လည်းပိုများပါတယ်ပြီးတော့ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုစနစ်ကလည်းလက်ရှိမှာတဘာဝဓာတ်ငွေ့ကိုအသုံးပြုနေရတာကြောင့်ကာဗွန်ထုတ်လုပ်မှုရှိနေသေးတာပါလေနက်နေအောင်ကြီးလို့ပြန်လည်ပြည့်ဖြူးမဲ့စွမ်းအင်တွေကနေထုတ်လုပ်တဲ့ green hydrogen ကိုထွေထွေတာကတွန်းအားပေးနေပေမဲ့လက်ရှိမှာတော့ဈေးကြီးပြီးထုတ်လုပ်ဖို့ခက်ခဲနေပါသေးတယ် ပြီးတော့ hydrogen လောင်စာက AB အသွင်းကတက်ပိုဈေးကြီးပါတယ်။အားရကြောင့် hydrogen engine သုံးကားတွေမထုတ်နိုင်ခင်မှာ Toyota က hybrid နေပညာမှာပဲအားဖြစ်နေပါတယ်။ဒီနေပညာကသူတို့ကုမ္ပဏီရဲ့အကြီးမားဆုံးအားစာချက်လည်းဖြစ်နေတာပါ။ hybrid တွေဟာအသွင်းစကန်းကိုလည်းအရင်မိခိုစရာမလိုပါဘူး။ဒီဗီဒီယိုကတော့ EV နဲ့ hydrogen လောင်စာသုံး engine အကြောင်းဖြစ်လို့ hybrid အကြောင်းကိုဒီမှာပဲထားခဲ့လိုက်ပါမယ်။ Toyota ရဲ့အနာဂတ်ရည်မှန်းချက်ကသူတို့ရဲ့ထုံးစံအတိုင်းကြီးမားပါပဲ။ အင်ဒီကာလိုဒီကာရေဒီမကပဲလုပ်ငန်းသုံးယာဉ်တွေအထိပါဟိုက်ဒရိုဂျင်လောင်စာသုံးအင်ဂျင်နဲ့ထုတ်ဖို့ရည်မှန်းထားတာဖြစ်ပါတယ်။လက်ရှိမှာတော့ Toyota ရဲ့ဟိုက်ဒရိုဂျင်လောင်စာစဲနီးပညာကိုကယ်လီဖိုးနီးယားနဲ့ဂျပန်တို့မှာစမ်းပြီးသုံးနေတာပါ။အခြေအနေတွေကလည်းကောင်းနေပါတယ်။အားပြေစကန်တွေကိုပဲလိုက်ဆောက်ပေးဖို့ရှိနေတာဖြစ်ပါတယ်။တကယ်ဆိုရင် Toyota ရဲ့စက်ကားတွေကိုလုံးဝလစ်လူရှုပ်ဝင်တာတော့မဟုတ်ပါဘူး။သူတို့က battery သုံး EV တွေလည်းထုတ်လုပ်နေပြီး solid state battery နည်းပညာကိုလည်းထိုးထက်အောင်လှောက်ဆောင်နေပါတယ်။ဒီနည်းပညာကအနာဂတ် EV တွေကိုပိုပြီးဈေးသက်သာစေမယ်၊ပေါ်ပါစေမယ်၊အကြကြီးခံစေမယ်လို့မျှော်လင့်ရပါတယ်။ ထိုတိုင်းပြဿနာက EV တွေနဲ့မဟုတ်ပါဘူး။ကမ္ဘာတစ်ခုလုံး EV တွေစီကိုတမောချင်းပြောင်းလဲသွားရင်ပြဿနာတက်မယ်ဆိုတဲ့အယူဆနဲ့သက်ဆိုင်တာဖြစ်ပါတယ်။ ထိုယိုတာကမတူညီတဲ့နေပညာတွေပူးပေါင်းတည်ရှိတဲ့အနာဂတ်ကိုမြင်ပါတယ်။တချို့သူတွေက battery သုံး EV တွေကိုရွေးချယ်နိုင်တယ်လို့တချို့က hybrid ကိုသုံးနိုင်ပြီးတချို့က hydrogen သုံးကားတွေကိုရွေးချယ်နိုင်ပါတယ်။အနာဂတ်ကိုနေပညာတစ်ခုကအနိုင်ရပြီး January ပြောက်ွယ်သွားမယ်လို့ကားကုမ္ပဏီအများစုကထင်ကြပေမယ့်ထိုတာကတော့မတူညီတဲ့နေပညာတွေဟာအတူရှင်တွဲပြီးမတူညီတဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်မယ်လို့ယုံကြည်ခဲ့တာပါ။ဒက်စီကားတွေကဒီစကားတွေကိုမတက်ခဲ့ပါဘူး။လေယာဉ်တွေကယထားတွေကိုမတက်ခဲ့ပါဘူး။လေယောင်ကြီးစွမ်းရည်ကတခြားစွမ်းရည်ရင်းမြစ်တွေကိုလုံးဝအစားမထိုးခဲ့ပါဘူး။ ထို့နည်းတူစွာပဲမတူညီတဲ့ကာဏီပညာတွေဟာအတူရှင်တွဲပြီးဝန်ဆောင်မှုပေးသွားလိမ့်မယ်လို့ဒေါက်တာကယုံကြည်ခဲ့တာဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုညီကောင်းချုပ်လိုက်ပါရယ်အစုံကြီးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ